ိုရာဟာမိန်းကလေးတယောက်နဲ့ချစ်ချင်းတရားပြိုင်ပွဲမှာကြာဆုံးခဲ့ရတယ်။အဲ့ဒီတော့ရွှေရောင်စပင်နဲ့ဆာမိုရိုင်းကဘာလုပ်လဲလို့ရဲတပ်ဖွဲ့ကသူ့ရဲ့အောက်လက်ငယ်သားတွေကမချင်းနဲ့လို့ခေါင်းဆောင်ကိုရာကိုမင်းနီကြတာပဲဖြစ်ပါတယ်။အဲ့ဒီဆာမိုရိုင်းကိုသွားဖျက်မဲ့ဆိုပြီးရဲတွေကဓာတ်ရင်နဲ့တကွထွက်သွားကြပါတယ်။ဟစ်ကာတာကတော့ဂင်တိုဂီကိုသူတို့နိုင်လောက်မှမထင်ပါဘူး။ရဲတွေကတော့ရှင်နီကမင်းရဲ့ဂုံအတွက်သွားတိုက်ခိုက်တာလို့ဆိုပါရဲ့အစုံလုံးကင်တိုဂီတို့ဘက်မှာတော့အီရှိတာဆိုတဲ့လူကအလုတ်ကျန်းလုတ်ပူလာငှားပါရဲ့ ကင်တူဂီတို့တငယ်ချင်း၃ယောက်သာစုံစမ်းစစ်ကစားကြပြီးရှုံတဲ့သူကအလုတ်ကျန်းသွားလို့ရမှာပါထုံးစံအတိုင်းကင်တူဂီကပဲရှုံသွားပြီးအလုတ်ကျန်းလှုပ်ဖို့ပါသွားရပါတော့တယ်ရှင်နီဂါမီရဲတွေကတော့ငွေရောင်စပင်နဲ့ဆာမိုရန်ကောင်မတို့ရုံကန်းကိုလာခဲ့ပါဆိုတဲ့စာရွက်တွေအများပြဖို့မြို့ထဲမှာလိုက်ကပ်နေရပါရဲတွေကငွေရောင်စပင်နဲ့ဆာမိုရန်ကိုလိုက်ရှာရမယ်တလဲတွေပဲဖြစ်နေပါတယ်ထမင်းဆိုင်မှာထမင်းပြူစားနေတဲ့ထိတ်ပြောင်ဆာမိုရန်စပင်ညှက်နေတဲ့ထိတ်ပြောင်ဆာမိုရန်ရွှေရည်ရဲ့ကတ်ထားတဲ့ကြောင်ညာစာရဲတွေကြောင့်ကွန်တိုရှုံးနာကိုတစ်မြို့လုံးကလည်းတစ်ဖက်လက်နဲ့တိသွားကြပါပြီ ဒီသတင်းကိုအိုဂီတာကအဖွဲ့ရဲ့သူကောင်းဆောင်ဖြစ်တဲ့ဟစ်ကာတာကိုပေးပြလိုက်တာပဲဖြစ်ပါတယ်။အဲဒါမှဟစ်ကာတာကလည်းငွေအောင်စပင်နဲ့ဆာမူရိုင်းကိုတက်ပြစ်မယ်ဆိုပြီးအိုဂီတာကိုခေါ်ကထွက်လာခဲ့ပါတယ်။ဒါအပြင်မြို့ထဲမှာကတ်ထားတဲ့ကျွန်ညာစာရွက်တွေကိုလည်းလိုက်ပြီးတော့ဖျဲခဲ့ပါတယ်။ဟစ်ကာတာတို့ကအသေးအံလိုက်ရှာနေကြတဲ့အချိန်မှာကင်တိုဂီကခေါင်မိုးအုပ်ချုပ်တွေမိုးနေခဲ့ရလဲဖြစ်ပါတယ်။အဲ့ကျင်ဟစ်ကာတာရဲ့ခေါင်းပေါ်ကိုတသားတမ်းပြုတ်ကြမှဖြစ်သွားခဲ့ပါရဲ့။အဲ့ဒါကတော့ကင်တိုဂီတို့အလက်လုံးနေတဲ့ site ဖြစ်နေခဲ့ပါရဲ့ ကင်နိုဂီကအလုတ်ခင်မှာဖြစ်တဲ့အတွက် safety ဖြစ်အောင်အုတ်ထုတ်ဆောင်ပြီးဆင်းလာတာပါဒရမာတွေကင်းပြနေတဲ့သစိန်ကပြောတဲ့စကားကိုငါကနားထောင်ရမှာကြားနေရပဲဆိုပြီး hitch carter ရဲ့စကားကိုမထီးမဲမြင်ပြုလိုက်ပါတယ်သူကတက်သားနဲ့မကြခင်ရှောင်းအောင်အကူကြီးလို့ပြောခဲ့တာကိုဟိုကပြန်ပြီးဖျက်နေလို့ပါအော်တိုချက်လိုက်တော့မှငွေရောင်စပင်းနဲ့စာမူရိုင်းဆိုတာသူတို့သိသွားကြပါတယ်အိုကီတာကတော့မင်းကဧကတရာမှာရှိနေခဲ့တဲ့ကောင်ပဲလို့မှတ်မိနေခဲ့ပါတယ်သူတို့ကအရင်ကစုံမှုကြတယ်လေဒါပေမဲ့ဂင်တိုကီကတော့မင်းနေပါပြီဟိုလေမင်းကဘာတူလဲ ဂင်ဒိုဂီကဟစ်ကာတာကိုအိုဂါရှိလို့ခေါ်ပြီးသူ့ရဲ့အလုပ်လုပ်တဲ့အင်ခါမိုတက်ကိုပြန်တက်သွားပါတယ်။ဂင်ဒိုဂီတွေမကပဲအိုဂီတာကပါအိုဂါရှိလို့ခေါ်နေလို့ဟိုကောင်လည်းစိတ်ဆိုးသွားရပါပြီ။အဲ့ဒီမေဘေးက၃ပိုင်း၄ပိုင်းလောက်နဲ့ငါ့ကိုမေ့သွားပြီ။ဂင်ဒိုဂီကအီရှိတာလိုမျိုးထိပ်ပြောင်းတဲ့တစ်ချိန်လုံးလုပ်လို့ရမယ်ဆိုရင်ငါလည်းထိပ်ပြောင်းသွားမှာဆိုပြီးစိတ်ညစ်နေခဲ့ပါတယ်။ဘာမှလည်းမဆိုင်။အီရှိတာကလည်းအကူသာရှာရမခန့်ရင်မင်းနေအောင်ကလုံးဝမလာဘူးဆိုပြီးဂင်ဒိုဂီကိုဖောင်းပြန်ထုတ်နေပါတယ်။အစကတော့ဘုံရှင်းတဲ့အလုပ်လုပ်ပြီးအခုတော့အမိုးပြင့်နေရပေါ်ဆိုပြီး ဟစ်ကာတာကခေါမိုးဓာတ်တီကိုလိုက်တက်လာပါတယ်။မင်းမကိုပိုင်လေးစားမှုမရှိတော့ဘူးလား။ဟစ်ကာတာကတသားသားပါအသေးယူဆောင်လာပြီးမင်းတို့ကမင်းကလေးတယောက်တည်းရန်ဖြစ်ခဲ့တယ်ဆိုပြီးသူနဲ့ fight ဖို့ပြောလာပါတယ်။အဲဒီနောက်စတင်တိုက်ခိုက်ကြပါပြီ။ကင်လူကြီးကအီရှိတာကိုရဲခေါ်ရဲခေါ်ဆိုပြီးပြောနေပါတယ်။ဒါပေမဲ့ဟစ်ကာတာကငါကရဲပဲလေ။ဟာဟုတ်သားပဲငါကောင်ရင်ဒီကဘာကြီးကအဆုံးသတ်တော့မှာ။ဟစ်ကာတာကကိုပိုင်ယုံကြည်ချက်အပြည့်နဲ့ဝင်ခုတ်လိုက်တာ။အဲ့ဒါကအဝိကြီးတက်တက်သားဖြစ်နေခဲ့ပါတယ်။တပတ်ကနေကင်လူကြီးကပြန်ပေါ်လာခဲ့ပြီးတော့ ဟစ်ကာတာကိုင်းနိုင်တာကိုတဝက်တိတိပြတ်ထွက်တော့ကင်ဒူဂီကခုတ်ချလိုက်ပါပြီကင်ဒူဂီကတော့ဘာမှဆက်မလုပ်ပဲသူ့ရဲ့အလုပ်ကိုလုပ်ဖို့ပဲဆက်လုပ်ခဲ့ပါတယ်ဒီမင်းကြီးကိုအိုဂီတာနဲ့ကွန်တိုတို့ကလည်းအမြင့်တနေရာကနေကြည့်နေကြတာပါကွန်တိုကတော့သူကမင်းကိုဓာနေချင်ရဲမယ်ဒါပေမဲ့အကြောင်းမရှိသူကမင်းကိုတိုက်မှာမဟုတ်ဘူးလို့ကင်ဒူဂီကိုကောင်းကြောင်းနေပြောနေရင်ဒီမှရင်ခေတ္တမှာအပိုင်းကိုကပြီးဆုံးသားပါတယ်ကာဂူရာကပင်လယ်ကြောက်ပွင့်တန်းတွေစားပြီးတော့ချီးတွေပေါက်နေလို့ခလေးတွေကတော့ထပ်ပြီးနေရပါပြီ အဲ့ဒီအချိန်ဂျိုသားရီရဲ့တာမီနယ်အဆောက်အုံမြင့်ချီပါဒင်းနောက်ကက်ဆွန်တို့ကမင်းသားဟတ်တာကိုစောက်နေတဲ့သတင်းတစ်ခုကိုတင်ဆက်နေရပဲဖြစ်ပါတာမီနယ်ဂိတ်ဖြစ်သွားချိန်မှာတော့မင်းသားဟတ်တာရဲ့အာဂါသရှင်လည်းရောက်လာမှာပါခင်နိုဂီကတော့ရှိုနန်ချက်မဂဇင်းကိုမျက်နှာမှာအုပ်ပြီးအိတ်နေခဲ့ပါဆာဒါဟာရုဆိုတဲ့ခွေးတို့လိုကြောင်းလိုလိုတတ်တော်ကိုကာဂူရာကခေါ်လာခဲ့လို့ခင်နိုဂီတို့ရှင်ပန်ဂျီကိုလည်းလန့်သွားခဲ့ရပါတယ်တကယ်တော့အဲ့ဒီအကောင်ကိုတယောက်ယောက်ကခင်တိုကီးစီကိုပို့လိုက်တာပါအကောင်လေးနဲ့အတူထိပ်ပေးလိုက်တဲ့စာရဲမှာတော့ အစုံလုံးခင်တို့နူးညွတ်တောင်းပန်ပါတယ်ကျေးဇူးပြုပြီးဒီကောင်လေးကိုမွေးထားပေးပါဒါပေမဲ့ခင်တို့ကြီးကတော့သူတို့တော့အနန္တနေရတာမလို့ဒီဆာရာဟာရုဆိုတဲ့အကောင်ကိုမမွေးချင်ပါဘူးမင်းသားဟာတာကတော့ဂျိုသားဂျီနဲ့အတူဒရိုက်ဆန်ရုံကိုရောက်ရှိနေပြီးအရန်ကုန်မှာပျော်ရွှင်နေခဲ့ပါတယ်မင်းသားဟာတာဟာဒရိုက်ဆန်တွေကိုမြင်ရရင်ပျော်ရွှင်ရတဲ့သူလည်းဖြစ်ပါတယ်အရင်တခါကမင်းသားဟာတာကအီဒိုဗိုလာတုန်းကအရန်ကြောက်စရာကောင်းတဲ့အခြေအနေတွေတွေ့ဆုံခဲ့ရတယ်ဒါကြောင့်အခုအီဒိုမှာရှိတဲ့ဒရိုက်ဆန်ရုံနိုင်ကိုလိုက်စစ်ဆေးပြီးထူးခြားတဲ့တတ္တဝါတွေကိုပြန်သိမ်းတော့မှာပါ ဆာဒါဟာရုကကင်တိုဂီရိုအခန်းထဲမှာပတ်ပြင်းနေလို့အားလုံးရှုပ်ပွားကုန်ပါပြီ။ဆာဒါဟာရုရဲ့အလေးချင်းကမနာခြင်းစီပဲလူတွေရဲ့ခေါင်းကိုလိုက်ကုန်တာပဲဖြစ်ပါရဲ့။ဒါကြောင့်ရှင်ပန်ချီနဲ့ကင်တိုဂီရိုကဆာဒါဟာရုကိုထိန်းချုပ်ဖို့ကြိုးစားနေပေမဲ့သူတို့ရဲ့ခေါင်းတွေပဲအငုံခံလိုက်ရပါတယ်။အင်ရှင်အိုဒိုစီကိုကင်တိုဂီကခတ်တည်နေသွားပြီးအင်လာစာပေးမယ်လို့ပြောခဲ့ပါရဲ့။တခါမှမတောင်းရင်မပေးဘူးတဲ့ကင်တိုဂီကအခုပထမဆုံးအနေနဲ့အင်လာကကိုစောစောစီးစီးလဲလာပေးသေးတယ်။အရင်ဆုံးလာပေးမယ်လို့ပြောတော့အိုဒိုစ်အနေနဲ့ထူးခြားနေရပါတယ်။ တကယ်တော့ဆာဒါဟာရူကိုအိမ်လာကတလားစာအနေနဲ့တတ်မှတ်ပြီးယူဖို့လာပြောတာပါအိုတိုစ်ကတော့ဆာဒါဟာရူကိုလက်မခံပါဘူးဒါအပြင်ဂင်ဒိုဂီကိုလည်းကန်ထုတ်ပစ်လိုက်ပိုင်ဟစ်ကာတာနဲ့အိုဂီတာဟာဆာဒါဟာရူပုံစံဆွဲထားတဲ့စာရုပ်ကိုဂိုင်မြလိုက်ရှာနေကြတာပါအဲ့ဒီအချိန်မှာအမောတဟောပြေးလာတဲ့ဂင်ဒိုဂီနဲ့ရှင်ပန်ဂျီတို့ဟာဟစ်ကာတာကိုတိုက်ပြီးထွက်ပြေးသွားပိုင်ရှင်ပန်ဂျီနဲ့ဂင်ဒိုဂီကဆာဒါဟာရူကိုဝင်းမဲ့လို့ရှိမှလိုက်ရှာနေတာပါ ကာဂူရာအိတ်တဲ့အချိန်မှာထွက်လာရတာဖြစ်ပြီးကာဂူရာကနိုးတော့ဆာဒါဟာရူမရှိဘူး အဲ့ဒါနဲ့ပဲဘဲရောက်သွားလဲဆိုပြီးအပြင်မှာဆာဒါဟာရုရေဆာဒါဟာရုရေဆိုပြီးလိုက်ရှာနေခဲ့ပါတယ်။ဂင်ဒိုဂီကတော့သူ့ရဲ့အကြံအားဆာဒါဟာရုကိုရှင်ပန်ချီရဲ့အိမ်မှာလွှတ်ပြစ်ဖို့ပဲလို့ဆိုပါတယ်။မင်းအမကိုလူတယောက်ကလိုက်ပြီးနှောက်ယှက်နေရမလား။ဒါကြောင့်သူ့အမရဲ့အကောင်းဆုံးသတ်တော်ဆောင်ခွေဖြစ်မှာပါလို့အကြံပေးခဲ့တာပါ။အိုတေးကိုဆာဒါဟာရုကိုမွေးဖို့နားချနေတော့မှပဲကာဂူရာကဒေါသတကြီးနဲ့ရောက်ချလာပါပြီ။သူကဆာဒါဟာရုကိုသူ့ကိုယ်တိုင်မွေးချင်တာလေ။အခုတော့တခြားသူတို့ကိုပေးရောမှာဆိုတော့ဂင်ဒိုဂီတို့ကိုဒေါသထွက်နေခဲ့ပါပြီ။ နေရက်ဆက်တဲ့ဂင်ဆိုပြီးကာကူရာကကန်တလိုက်တာခင်တိုဂီကကောင်းငင်ထီအောင်လှမ်းထွက်သွားတာပါ ပြီးတော့ဆာတာဟာရုရဲ့ဗဇက်ထဲဝင်သွားပြီးကိုယ်တိုင်နင့်နေပါတော့တယ်တိန်ကာကူရာကဆာတာဟာရုဆိုတဲ့ယုံလေးတစ်ကောင်ကိုမွေးခဲ့ဘူးပါတယ်ဒါပေမဲ့ဒီနေ့မှာတော့လူကြီးတွေမသိအောင်ယုံလေးနဲ့အတူတူအိတ်ချင်တာနဲ့အဲ့ရပေါ်မှာခေါ်ပြီးအိတ်ထားမိခဲ့ပါတယ်မနေ့ရောက်တော့သူ့ကိုယ်နဲ့ပြီးပြီးအဲ့ဒီယုံလေးဆာတာဟာရုကတည်သွားခဲ့ပါတယ်အင်းရှန်စာပြီးတရိတ်ဆန်လေးရင်နဲ့ဝဝေးနေရောမယ်လို့ကာကူရာကဆုံးဖြတ်လိုက်တာပါ။ဘာလို့လဲဆိုတော့သူ့ကိုယ်သူတော်ထင်းချောင်းတာညံ့လွန်းနေရလေ အခုမှဒီဆိုင်ရာဟာရုကလည်းအကောင်ကြီးကြီးဆိုတော့မွေးဖို့အဆင်ပြေသွားပြီ။ဒါကြောင့်သူနဲ့တူတူရှိနေဖို့ကာကူရာကဆုံးဖြတ်ချက်ချရတာလည်းဖြစ်ပါတယ်။အဲဒီအချိန် Hish Carter နဲ့ Okida ကရောက်လာပြီး80ကမီရဲရဲလက်ထဲကိုအဲ့ဒီအကောင်ကိုထည့်ပေးဖို့ပြောခဲ့ပါတယ်။ဒါမဲ့ Gendoki ကတော့ငင်းဆန်ခဲ့ပါတယ်။ Minda Hatter နဲ့ Jin Mong ကလည်းကားရှိကိုစတာဟာရုလိုက်လို့ပြေးလာတဲ့ရှင်ပန်ချီ Gendoki တို့ကဖျက်ပြေးသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲကားမတော်စားမှုဖြစ်ပြီးအကုန်လုံးကမှောက်ကုန်ပါတယ်။ဂျီကတော့အချိန်ကူးပြောင်းဆက်နဲ့ကားမတိုက်ခင်ကာလာကိုပြန်သွားဖို့လုံနေခဲ့ပါတယ်။ မင်းသားဟန်တာကတော့စာတာဟာရုကိုကြည့်ပြီးဒါကနှက်ခွေးပဲအတော့ကိုရှားပါတဲ့မျိုးစေ့ဆိုပြီးသဘောကျနေပါပြီစာတာဟာရုကိုကားပေါ်ကျိုးချီတင်ကထွက်သွားခဲ့ပြီးတော့လမ်းမှာကာကူရာကဒါကိုအမှတ်တမဲ့တွေ့တိုက်ရပါတယ်ဂင်ဒူကြီးကလည်းစာတာဟာရုကကာကူရာရဲ့သဘောကျသောဒိဋ္ဌံဖြစ်နေရာကြောင့်မရရအောင်ဂျီရိုစီမှာလိုက်ယူခဲ့ပါတယ်စာတာဟာရုပြန်ပြေးပြေးဆန်းဆုပ်ပြီးကာကူရာကကားနောက်ကလိုက်လာပြီးဂျီကတော့ကာကူရာကိုတနက်နဲ့ပြစ်ဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့ကာကူရာကထိညက်တစ်ချက်ရိုက်လိုက်တာကားပါလွင့်ထွက်ပြီးပေါက်သွားပါပြီ ။ဒါပေမဲ့ဆာရာဟာရုကကားပေါ်မှာရှိနေတာကို तू ကသတိမေ့သွားခဲ့တာပါ။ဆာရာဟာရုကကားနဲ့အတူရီယောက်တဲမြုပ်ပြီးတေးသွားပြီးထင်ခဲ့ပေမဲ့ဆာရာဟာရုကိုကင်တိုကီကကယ်ထားခဲ့ပါပဲ။ဒါကိုသိတော့ကာကူရာကလည်းပျော်သွားခဲ့ပါပြီ။ဒီမှာရင်ဂင်တမအပိုင်း၁၀ဟာပြီးဆုံးသွားပါပြီ။